ကိုယ်တည်းကဆိုလို့ရှိရင်အတွေ့အထိကောင်းရင်ကောင်းတာမကောင်းရင်မကောင်းတာညောင်းတာပူတာနာတာကျင်တာကဲခဲတာလေးတွေချူမှတ်နေရုံပဲဒါလေးတွေမချူမှမပဲနဲ့လို့ရှိရင်ညောင်းတာပူတာနာတာကျင်တာကငါဖြစ်ပြီးတော့ငါဆင်းရဲနေတယ်ဆိုပြီးစိတ်ပဲမှန်းနေတယ်ညောင်းတာလေးမှလည်းပူတာလေးမှလည်းညောင်းလိုက်ကြောက်လိုက်ပူလိုက်ကြောက်လိုက်နာလိုက်ကြောက်လိုက်နာသက်တာရပါတယ်ဟွန်းအရင်ကလည်းဘုန်းကြီးခဏခဏပြောဥပါတယ်ကိုယ်တိုင်ကိုယ်တိုင်ချူမှတ်ပြီးတော့

အဲဒီတော့ကညာရေချိုးပြီးတော့သင်္ကန်းလဲလိုက်တဲ့အခါမှာသင်္ကန်းတွေကကိမိကောကဘာလာဟန်တူပါတယ်ဒါကြတဲ့ကိမိကောထိုးပြီးတော့ခြေတော်နားရည်ဟန်ပြောနေတော့အဲဒါဂါတိုင်းဂါတိုင်းဆိုလို့ရှိရင်ဒီလိုနားနေလို့ရှိရင်ပြင်စိတ်ဆင်းရဲနေတာပဲနားတယ်ကြောက်ခိတ်တာနားတယ်ကြောက်ခိတ်တာသာပြီးပြီးတော့ကိုယ့်ကိုထိုးတဲ့ကိမိကောလည်းစိတ်ဆိုးမှုမဲ့ဂါတိုင်းဆိုလို့ရှိရင်အခုဒီကါတော့ မှတ်မှာပဲဆိုပြီးတော့နာတာလေးတွေမှိုက်ပြီးတာနာတော့မနာနာတာပဲစကားသွားတော့နောက်တစ်ချီးပြီးနဲ့သက်ပါလားနာတယ်နာတယ်မှတ်တော့နာတာလေးတွေတနာချင်းတနာချင်းလေးပဲခုကတနာနဲ့တနာနဲ့ဆက်တဲ့မှာမဟုတ်ပဲနာလိုက်ကြောက်လိုက်နာလိုက်ကြောက်လိုက်နာလိုက်ကြောက်လိုက်အောင်မယ်သူကသုံးနေရကြတယ်စိတ်လည်းမဆိုးကင်းမီကောင်းလည်းစိတ်မဆိုးနားနေလို့လည်းစိတ်မပြည့်ဘူးနှလုံးမသားမပြည့်ဘူးအင်းတခါတရံကြဟောရင်းလို့ပဲ စိတ်ထဲမှာတော်တော်တော်မှစဉ်စဉ်လန်းလန်းဖြစ်လာတဲ့အောင်မယ်သဘောတရားလေးတွေအပြင်ကနေပြီးတော့သူ့သာတကူချင်းကိုယ်ထဲဝန်းဝင်ပြီးဖြစ်နေတာလေတူပါရောလို့သူ့သာမိုးပေါက်ပြကြတော့ကိုယ်ထဲမှာပေါက်ကနေဆိုကိုယ်ထိလာပြီးတော့မှန်ပြီးကြောက်သွားတာလို့အဲဒါလိုပဲကိုယ်ထဲမှာဒီနာမှုလေးကပေါ်လာလိုက်ကြောက်သွားလိုက်ကောလာလိုက်ကြောက်သွားလိုက်ပေါ်လာလိုက်ကြောက်သွားလိုက်သူကတကူချင်းတကူချင်းလေးဖြစ်လာဟွန်းဒါကို ဲ့ပဂရိပုဂ္ဂိုလ်တွေနေရာချင်းတော့ငါလို့ထင်နေတာပဲလို့သူကငါမှာဟုတ်မှမဟုတ်ပဲပဲလို့ကနာပြီးကြောက်နာပြီးကြောက်နာပြီးကြောက်တခုချင်းလေးဖြစ်နေတာပါလားဆိုတော့ဒီမှာရဲ့သဘောကြတယ်သဲလက်သက်တာရပါတယ်စိတ်လည်းပဲဘာမှမပင်မမှုလို့ဆိုတာတော်တော်သက်သာရအဲဒါကြောင့်ကျွမရုံနာပေါ်စေရုံနာပေါ်စေပေါ်စေမှာရှိပါတဲ့ကျွမပြီးခွဲကြံပြီးပါတယ်မစွဲလာမှုတဲ့ငါပဲလို့လည်းမစွဲလာမှု

စိတ်ယောဂအရေးကြီးတယ်စိတ်ယောဂဟာတကယ်အဲ့ဒီသေးတဲ့နေကူးလို့လည်းမဖြစ်ဘူးသူကသေးတဲ့သေးစားလို့လည်းစိတ်ယောဂကမပြောက်ဘူးစိတ်ယောဂကတော့ကိုစိတ်ကိုကူးတဲ့သေးနည်းနဲ့ကူးမှဖြစ်မှာမြတ်စွာဘုရားနိယအကောင်းဆုံးပဲတိရိဒာနိယစိတ်ပူလာလို့ရှိရင်အဲ့ဒီပူတဲ့စိတ်ကလေးပဲလိုက်ပြီးမှားတယ်စိတ်ပူရင်စိတ်ပူတယ်စိတ်ပူတယ်စိတ်ပြေရင်စိတ်ပြေတယ်စိတ်ပြေတယ် အဲနှလုံးမသားရဲ့နှလုံးမသားဘူးဝန်နေရင်ဝန်နေတယ်ဝန်နေတယ်ဒါလေးဆရာသိချာစိုက်မှတယ်ဘဇက်ကထုတ်ဖို့မဟုတ်ပါဘူးဘဇက်ကထုတ်မစွာပါဘူးသိတဲ့ကလည်းစိုက်မှအဲ့ဒါလေးတော်တော်ကောင်းတယ်ဒါလည်းဘုန်းကြီးကကိုယ်တိုင်အားထုတ်ဘူးတာပဲသိပြတာများအမှန်တန်ပြက်လို့တခါလေးတရားထုတ်မှုနဲ့စပြီးတော့ပါတရားထုတ်ရင်တခါလေးသိပြက်လာတာဟာမှားလိုက်ရတာတခါလေးမှပြောနေတော့ဘယ်လောက်ကြည့်လားတရားမပြောင်းမချင်းဘုန်းကြီးကမတော်ဘူးလို့ဒီဥစ္စာပဲမှတ်တော်မယ်ဆိုပြီးတခါလေးမှတ်တယ်

မူလကပထမစိတ်ပြအောင်လို့စဉ်းစားခဲ့တဲ့အကြောင်းအစာလေးတွေရှိတယ်။အဲဒီဟာလေးဘုန်းကြီးကပြန်စဉ်းစားကြည့်တယ်ပြန်များစိတ်ပြအောင်မလားလဲပြက်ချင်းပြက်စမ်းကြည့်အောင်လို့စမ်းကြည့်။အောင်းမမပြက်တော့ဘူးဆိုတာဟိုပြန်စဉ်းစားပေမဲ့လည်းစိတ်မပြက်ဘူးလို့စိတ်ကကောင်းတယ်။ငမနာကောင်းပါလေ။အဲစိတ်ပူစရာစိတ်ပြက်စရာတွေဆိုတာကြည့်ကြတာပဲလောကထဲနေလို့ကျင်စိတ်ပူစရာစိတ်ပြည့်စရာနှလုံးမသားစရာတွေဆိုတော့တွေ့ကြမှာပဲမတွေ့အောင်လုပ်လို့လည်းပြေကိုယ်တကိုယ်တည်းလည်းနေနေတာမဟုတ်တော့ တွေ့မှာပဲလောကအနေနဲ့အများတွေ့ကြမှာလေတွေ့တဲ့အခါကာလကျရင်အဲ့ဒီဟာလေးကိုပယ်နိုင်မှုကရည်ကြီးပါပဲအဝိဟာနီးကတော့အဲ့ဒါပဲစိတ်ပူတာလေးလိုက်ပြီးတော့ကရှင်ပြီးတော့တိုက်ပြီးတော့ရှင်ရင်ဒါပျောက်ပါလိမ့်မယ်စိတ်ပူတာစိတ်ပြက်သားစိတ်နှလုံးမသာတာလေးကသူ့သာလိုက်ရှင်ဘာမှမဟုတ်ဘူးတကားလားသူစိတ်လုံးနေလို့သာဒါလေးမရှိရင်လည်းပြီးတာပါပဲတကားတော့သူကအကြောင်းကတော့ရှိကြတာပေါ့စိတ်ပြက်စရာစိတ်ပူစရာတော့အကြောင်းတော့ရှိတာပဲ ရှိပေမဲ့လည်းအဲ့ဒါနှလုံးမသွင်းမဲနဲ့မေ့နေလို့ရှိရင်လည်းမာမမဖြစ်ပါဘူးဒါကစိတ်ကဖန်နေနေတာလေအဲ့ဒီတော့စိတ်ပူတဲ့သဘောလေးဒါဆက်ကဆက်ကဆက်ကလာပြီးတော့မှလို့ရှိရင်ဒါပူပင်ခြင်းစိတ်ဆင်းရဲခြင်းတွေနောက်ထပ်ပြီးတော့မဖြစ်ရဘူးသာလုံတောင်းတာမှုတွေမဖြစ်ဘူးဒါကြတဲ့ညှိပြီးတော့သွားပါလိမ့်မယ်ဒါကြောင့်ယုံနာပေါ်စေကျွမှခွဲမဆွဲမစားကြီး အခုမကျွမ်းမနိုင်တဲ့ပုံပေါ်တွေကလည်းဒီစိတ်ကြသာကူကပဲနှလုံးမသားသာစိတ်ပူတာတွေကငါဖြစ်နေတာကိုငါစိတ်ပူနေတယ်ငါစိတ်ညစ်ကြတယ်နဲ့တွေ့လို့စိတ်ပူရတယ်အင်းဘသူကြောင့်ဘဲဝါကြောင့်ဘာနဲ့တွေ့လို့စရည်ချင်းပေါ်တယ်အကြောင်းမှလည်းရှိတာပေါ်သူကအဲ့ဒါနဲ့အဲ့ဒီအကြောင်းတွေလည်းသွားသွားပြီးတော့ခလုတ်တိုက်တယ်လို့သွားသွားတိုက်လိုက်သေးတယ်ဟိုမှာဒါလည်းဒီလိုဖြစ်ရမလားဘသူကဘယ်လိုလုပ်ရမလားဘသူကြောင့်ငါဒီလိုဒုက္ခရောက်ရတယ်စသည်ဖြင့်တကယ်တော့သွားသွားလေးတိုက်လိုက်ပြီးအဲဒီလိုဒုက္ခတွေရောက်လို့ အခုဒီဟာစိတ်ပူတာလေးတွေမှားပြီးတော့နေလို့ရှိရင်တော့ကြတော့ကြီးကြီးပါဘာမှမတိုက်ခိုက်ဘူးအမှန်အမှန်